အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးဒီနေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဘောနော်အဲ့တော့ထုံးစံအတိုင်းမှာပဲဒါကျွန်တော်တို့ Liverpool နဲ့ဒါကျွန်တော်ပတ်သက်ပြီး rant လောက်ရမယ်တဲ့မပါဒါမှန်းကျွန်တော်ဒါ Newcastle ကိုလည်းဒါကျွန်တော်ပြောတဲ့လောက်ပြောပြီးဆို Liverpool ပဲပြန်လှည့်မယ်ဘောနော်ဒါကျွန်တော်ဟိုအနိုင်သမားနဲ့ရှုံးသမားဆိုတဲ့ scenario နှစ်ခုကိုကျွန်တော်တွေးရမယ်တဲ့မှာပါပါတယ် အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့လီဗာပူးအသင်းကြောင်းကျွန်တော်ပြောရမယ်လီဗာပူးအသင်းကြောင်းပြောရမယ်ဆိုတော့ဒါပြောစရာကြီးအများကြီးတွေမှာရှိတယ်။ထဝင်လိုက်တာခုနပြောလို့ပဲကျွန်တော်အနေနဲ့ဒါနည်းနည်းလေးပြောတာလေးလေးချင်မကိုအသင်းလက်မှုပေါ်ဒါပေမဲ့ကိုအသင်းမှုပဲနဲ့အားမရတာကဒီအသင်းသက်သေမယ်ရှိမယ်လို့ပြောတဲ့တည်းမှာပါတယ်ဗောနော်။ကျွန်တော်တို့ကျွန်တော်အမြဲတမ်းကျွန်တော်အကြိုက်ဆုံးရုပ်ရှင်ငါတကားရှိတယ်ကျွန်တော်ဟိုတစ်ခါကလည်းကျွန်တော်ဒါလွန်ခဲ့တဲ့ PSG နဲ့ရှုံပွဲတုန်းကကျွန်တော်ပြောခဲ့လို့ပဲ ကျွန်တော်ကြိုက်ဆုံးရှင်ကတကားရှိတယ်ကျွန်တော်အဲ့ရုပ်ရှင်ကကိုလည်းရှောင်နေခဲ့တာကြာပြီအဲ့ရုပ်ရှင်ကတော့ကျွန်တော်အရန်ကြိုက်တဲ့ကားတကားရှိအဲ့ဒါလာလာလမ်းပဲကျွန်တော်ဒီအချစ်နဲ့ပတ်သက်တဲ့ရုပ်ရှင်ကတွေကျွန်တော်တောင်းတောင်းသဘောမကျသဘောကျလေးမရှိဘူးဒါပေမဲ့လည်းပဲပါကျွန်တော်နဲ့မှမဆိုင်တာဒါကတော့ဘယ်လိုပဲကျွန်တော်အနေနဲ့ဒါ romance ကိုကျွန်တော်တော်တော်လေးဒါပေမဲ့ okay ကျွန်တော်မမေ့ရလီစိတ်ကိုမစင်ခင်မှာကျွန်တော်လာလာလမ်းဆိုတဲ့ဒါကျွန်တော်ရုပ်ရှင်ကကိုကျွန်တော်ကြည့်ဖြစ်ခဲ့တယ်အဲ့ပေါ်လူတွေဘယ်လောက် ကောင်းဘယ်လောက်ဒီကောင်းနေတာပြောတဲ့ကားကဘာကြီးကောင်းလို့လဲပေါ့နော်အဲ့တော့တောင်းကောင်းလို့လားဆိုတဲ့ပုံစံမျိုးကျွန်တော်အမှန်တကယ်ကျွန်တော်ကြည့်ဖြစ်ခဲ့တယ် အမှန်တမ်းပြောမဆိုရင်အဲ့ဒီရုပ်ရှင်ကားတကားလုံးကဒါတာမန်အချစ်ကားပဲခုနပေါ်သူတွေဒါကောင်မလေးနဲ့ကောင်လေးကြိုက်တယ်ဒါမညာဘူးဒါခုနပေါ်သူတွေကောင်လေးကသူ့လို့သူ့လို့သွားတယ်ကောင်မလေးကလည်းသူ့အောင်မြင်မှုနောက်လိုက်တယ်ကောင်လေးကလည်းသူ့အောင်မြင်မှုအောင်မြင်မှုနောက်လိုက်တယ်တကယ်လို့ကသဘောထားတိုက်ဆိုင်လို့လမ်းခွဲပေးလိုက်တယ်ဆိုတဲ့ပုံစံမျိုးဒါပေမဲ့အဲ့ဒီရုပ်ရှင်ကားရဲ့အသက်ကဘာလဲသလား what if ပဲလောကမှာ what if ဆိုတဲ့ခံစားမှုမျိုးကဒါကတော့မင်းကလေးတွေကတော့ဒါခံစားကျွန်တော်ယောက်ျားလေးက what if ဆိုတာအမြဲတမ်းခံစားခဲ့ရတယ်မှာပါတယ်ကျွန်တော်ယောက်ျားလေးတွေရဲ့ဒါ အဲကျွန်တော်ငုတ်တုတ်ထိုင်နေကျွန်တော်ဘာမှလုပ်မရှိဘဲငုတ်တုတ်ထိုင်နေပြီဆိုရင်ငါတို့ကအကယ်၍ဆိုရဥစ္စာကျွန်တော်ယောက်ျားလေးတွေအင်မတန်စဉ်းစားတယ်အဲအဲယောက်ျားလေးတွေကပဲပေါ်လုံးအသင်းကိုအားပေးတယ်အဲခုနကပြောကျွန်တော်လီဗာပူးနဲ့ဘာဆန်ဆိုတော့လီဗာပူးနဲ့ဘာဆန်ပြပြမယ်အဲ့တော့ကျွန်တော်လာလာလန်းမာတာရာလာလာလန်းရုပ်ရှင်ကိုကြည့်ဘူးလို့ဆိုသိလိမ့်မယ်မွန်တာရှ်မွန်တာရှ်ပြတဲ့အချိန်ရှိတယ် Ryan Gosling နဲ့ဒါ Emma Stone ရဲ့ character နှစ်ယောက်ကဒါလမ်းခွဲသွားတယ်ဒါပေမဲ့ Ryan Gosling ကဒါကျွန်တော်သူ PNO တီးနေတဲ့အချိန်မှာသူ့ဆိုင်ကို Emma Stone ကမင်းသမီးဖြစ်တဲ့အချိန်မှာသူ့ဆိုင်ကိုပြန်လာတယ် ပြန်လာတဲ့ချိန်မှာ Ryan Gosling က Emma Stone ကိုကြည့်လိုက်တဲ့ချိန်မှာသူ့အနေနဲ့သူခေါင်းထဲမှာတွေးမိတဲ့တွေးတစ်ခုရှိတယ်။တောက်လျှောက်ခရီးစဉ်တောက်လျှောက်မှာပေါ့နော်ဒါခုနကပေါ့ဒီကောင်လေးနဲ့ကောင်မလေးချစ်ခဲ့ခရီးစဉ်တောက်လျှောက် timeline မှာသူ့အနေနဲ့နည်း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 အများကြီးတွေမှားခဲ့တာပေါ့နော်နည်း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 လေးမှားခဲ့တယ်။အဲ့နည်း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 လေးမှားခဲ့တဲ့အမားကိုသူတို့ကခွာပြဲသွားခဲ့ကြတယ်။အဲ့တော့အဲ့ဒီ montage မှာ director ကကျွန်တော်တို့ဒါ Damian Chazelle ရဲ့ပြပုံရဆိုတော့ဘာပြပလိုက်လဲဆိုတော့ဒီနည်း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 လေးဒါမှန်ခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်ညားသွားမှာပဲဆိုတော့ဆောင်ပြသွားကြတယ်။လီဗာပူးရဲ့လက်ရှိအဖြစ်ကဒီအတိုင်းပဲ။ကျွန်တော်တို့လက်ရှိမှာဒါတကာရာဘောက်ဖလားမှာဒါကျွန်တော်တို့ရှုံးနေကြတယ်ညူကာဆယ်ယူနိုက်တက်ဒါရှုံးနေကြတယ် PSG ကိုရှုံးဒါနှစ်ပွဲလုံးအနေနဲ့ဒါအမှန်တိုင်းပြောမယ်လီဗာပူးသင်းနဲ့ရှုံးသင်းလို့ရှုံးသွားခဲ့တာဖြစ်တယ်အဲ့တော့ဒီနေရာမှာခုနကပြောဆိုကျွန်တော်တို့ဒါမွန်တာရှ်ကိုခင်ဗျားတို့ပြမယ်လီဗာပူးမှာဒါ 3ရက်တပွဲဆော့နိုင်မဲ့လူစည်ရင်းရှိခဲ့မယ်ဆိုရင်လာမဒီခုနပေါ်ဆိုပဲလက်ရှိဒါကျွန်တော်တို့ညူကာဆန်တဲ့ပွဲစဉ်မှာအာနိုမနာခဲ့ဘူးဆိုရင်ကွာအာနိုလောက်မရှိတော့ corner bread လောက်ဒီ right back နေရာမှာရှိခဲ့မယ်ဆိုရင်ဆာလာက၃ပွဲကစားဆာလာရဲ့အသက်ရခင်ဗျာဆာလာအခုလက်ရှိမှာလူတော်များမိနေတဲ့ဆာလာဒီအသက်၃၂နှစ်ကျော်သွားပြီ၃၀၃၂နှစ်ကြာမှရှိတယ်ဆာလာအသက်ရွယ်နေအခုလက်ရှိမှာ၃ရက်တပွဲဆော့နေရကစားသမားတယောက်ရယ်ဗရာဂျာဗန်နိုက်တို့အသက်ရွယ်နေဒါကျွန်တော်၃ရက်တပွဲဆော့နေရကစားသမားတယောက်ရယ်အင်ဂျူရီပြုံးလာပါတယ်ဆိုတော့ကူနာတီ၃ရက်တပွဲဆော့နေတဲ့အင်ဥစ္စာရယ် လက်ရှိမှာ Liverpool ရဲ့လက်ရှိအသင်းမှာ squad size squad size လေးဒါ၃ယောက်လောက်ပူရှိခဲ့မယ်ဆိုရင်ရောခင်ဗျားတို့ကျွန်တော်တို့ဟိုဟိုမျက်စိတက်ပို့မြင်အောင်ကျွန်တော်လာလာလန်တီးလုံးမှာဒီပြဖန်တ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 န်အာခုနကပြောတဲ့အချက်က PSG နဲ့ပွဲစဉ်မှာဒါ Liverpool သင်းနဲ့လူစားကောင်းမလဲနိုင်တဲ့ဒါဒုတိယခုနကပြောမိနစ်60အကျော်မှာဒါပိုကောင်းတဲ့ကစားသမားတွေလေးနိုင်ခဲ့တယ်ပို့ပြီးတော့လုံနိုင်ခဲ့တယ် ဒါကုန်းတော့ကျွန်တော်အနေနဲ့ဒါတွေဘယ်သူမှပြည့်ရှိလဲဘယ်သူမှပြည့်မရှိကျွန်တော်မပြောတော့ဘူးသိနေတာပဲကျွန်တော်ပြောတာအကုန်လုံးသိနေတာသိလားဟာမင်းကဒါကြီးပဲပြန်ပြောနေတာပြောတာမဟုတ်ပြခမ်းမနေ့ကလေခမ ्या ပြောရင်ရည်လိမ့်မယ်သလားညူကာဆယ်လိုအသင်းမျိုးကလေလူလဲလို့ရနေတဲ့အချိန်မှလေလေဘဘူးတဲ့လူလဲဖို့စဉ်းစားလိုက်တဲ့အချိန်ကတအားကြီးရတယ်မှာပါရဲ့သလား ဟိုကျွန်တော်ပြောဥပါတယ်လီဗာပူးအသင်းမှာဒါခုနပြောသူပဲ injury က luck ရှိနေတယ်လို့ပြောအဲ့လက်ကလီဗာပူးမှာအခုလက်ရှိမှာစတင်ပြီး run out ဖြစ်လာပြီအဲ့တော့ဆာလာကောင်းတယ်လက်ရှိမှာ အာအာနိုကိစ္စမပြုမင်းတို့အသက်မှာဟိုပိုက်ရှင်ကိုကယ်ပြီးမင်းတို့ထွက်မယ်ကောင်းနေအာနိုကိုကောင်းမှုမရှိအခုအာနိုကိုကောင်းမှုမရှိတော့ဆာလာပါတီဝရိုက်ဝင်းမှာ ခဏမှုပြရကျွန်တော်ကပြိတ္တတယောက်နေနေလေကျွန်တော်ခုနပြောသေးပဲခင်ဗျားတို့တော့မသိဘူးပေါ့နော်ခင်ဗျားတို့ဒါပြိတ္တကိုကိုကိုအသိကိုပြီးပို့ပြီးအားမရမှာဆိုတော့ပူမှန်တယ်ဘာလို့ကျွန်တော်ကြာတော့ဗျာခုနောက်ပိုင်းကျွန်တော်ဒီ channel ကိုထောင်ပြီးနောက်ပိုင်းပေါ့နော် Liverpool သိနေတယ် what if scenario ကျွန်တော်ပို့ပူပြီးမြင်တယ်ဟိုကောင်းနေမှာဗျာကျွန်တော် Bale လောက်ထားဆို Arsenal လောက်တာနည်းနည်းလေးငွေပူသုံးခဲ့မယ်ဆိုရင်ကျွန်တော် City လောက်မပြောတော့ City ဆိုရင်တော့ဝေးသေးတယ်ခင်ဗျားတို့ညင်းပါဆိုလို့ Arsenal လောက်တာငွေလေးပုံသုံးခဲ့မယ်ဆိုရင် Arsenal လို့မို့တာကျွန်တော်နောက်ကလိုက်ခဲ့မယ်ဆိုရင် အာစနယ်လောက်ပဲเนาะအဝေးတော်မဟုတ်ဘူးအာစနယ်လောက်တော့ငွေလိုက်ခဲ့မှာဆိုရင်အခုလက်ရှိမှာယူကာဆယ်ပိုင်ရှင်နေလို့မအသင်းရဲ့ squad size ကိုကြည့်ရချင်းခမပြပြရမယ်အရန်ကြီးရပြရမယ်လက်ရှိမှာ Liverpool ဟာကျွန်တော်တို့မှာဒီလူငယ်ကစားသမိုင်းအခုလက်ရှိခမတို့အရန်ယူစင်ကျွန်တော်ရွတ်ပြရမယ်เนาะမနေ့ရတာကျွန်တော်တို့လူစင်းကိုကျွန်တော်ပြပြရမယ် Curtis Jones Elliot အဲ့နှစ်ကောင်ဆိုတော့ဘယ်ရလာလဲအဲ့တော့ကျွန်တော်အခုနောက်လက်ရှိဘက်မှာ Kunate ကျွန်တော်တို့ PSG နဲ့ပွဲစဉ်မှာ injury scare ဖြစ်သွားတယ်။အမှန်တမ်းပြောကုနာတဲ့ဒီပွဲမှာ၃ခုမသုံးသင့်တဲ့ကစားသမားဖြစ်တယ်။ဒါပေမဲ့နီးပြအနေနဲ့သုံးမဲ့လူမရှိဘူး။သုံးမဲ့လူမရှိတော့ Jared Kwanza လို့ကောင်းမျိုး right back ထားသုံးရတယ်။မနေ့က Jared Kwanza right back မှာဘလောက်ထိဆုတ်တယ်ဆိုပရိသတ်စာကလေးစုံမြင်မှုသား။သူ့မှာရွေးချယ်စရာမရှိဘူး။သူမှသူကတော့မနေ့ကတော့ကျွန်တော်တို့နီးပြအနေနဲ့တောက်လျှောက်လဲစရာဆိုလို့တိုက်စစ်ကြီးပဲရှိတယ် ကျွန်တော်ဟိုတခါကဟိုစာကာကိစ္စညင်းတယ်လို့ပဲဗောနောခမရလူကျိုးမောင်ဘလို့သိတယ်သိတယ်ဗျာခမရလည်းသိတယ်ကျွန်တော်လည်းသိတယ်သုံးရက်တပွဲဆော့နေရတယ်ဒါဖလားပြိုင်ပွဲ၄ပွဲမှာသုံးရက်တပွဲဆော့နေရတယ်တသိနေတယ်ဒဏ်ရာမရဘူးဆိုတာမဖြစ်နိုင်ဘူးကျွန်တော်တော့သိတယ်ဆိုရင်ပိုင်ရှင်နေဘူးသိမှာပေါ့တော်ပါကြီးကအဲ့ပိုင်ရှင်ကိစ္စလည်းမပြောတော့ဘူး။ဒါကျွန်တော်ပဲလူဆိုးဖြစ်တယ်ကြားရင်ကြားတယ်။ဟုတ်ပြသည်လားပရိသတ်တယောက်အနေနဲ့ကျွန်တော်ခုနပြောလို့ပဲ what if ဆိုတဲ့ scenario ကျွန်တော်ခံစားလို့မရဘူးပြသည်လား။ ဟိုနည်းနည်းလေးသာပိုတွန်းခဲ့မယ်ဆိုတဲ့ဥစ္စာကြီးကအင်မတန်မှတော်တော်လေးကိုဆိုးရွားရဲချက်ပဲ။ဘာမှမပြောကျွန်တော်ဒါပုံမှန်လေးမှာကို့အတင်းကျွန်တော်စပါးတင်ကျွန်တော်စပါးတင်ကျွန်တော်လက်လက်ရှိမှာလုံးဝအပြည့်ဝလက်လျှော့ထားတယ်။ဘာလို့လဲ။နည်းနည်းလေးပိုတွန်းတဲ့ဒီအတင်းကဆောက်ဖြစ်ရှိမှာမဟုတ်ဒီအတင်းကအလုံးဝအလုံးစုံပြောင်းလဲမှာရမယ်တဲ့နယ်မှာပါတယ်။လစ်ပူးတင်ညာအဲ့လိုမဟုတ်ဘူး။အမြဲတမ်းနည်းနည်းလေးပဲ။နောက်ဆုံးပိုင်နေတဲ့ Aston Villa နဲ့ပုံမှန်ကျွန်တော်တို့ကခုနပြောသလိုပဲအဲပူပြီးကောင်းခဲ့မယ်ဆိုရင် Virgil van Dijk ACM မရခဲ့ဘူးဆိုရင် ငါတို့မှသာအရန်ကောင်းကောင်းရှိခဲ့မယ်ဆိုရင်တပြားဟောင်းမယ်ဗျာဒီလားခင်ဗျားခုနကပေါ့ကျွန်တော်လေးလာလာလန်းလို့ပဲဒါခုနကပေါ့လို့အနီကျွန်တော်သာပတ်စံအများကြီးကျွန်တော်ခင်ဗျားတို့ animation တစ်ခုကင်မရာတို့ဒီဗီဒီယိုပြီးမှဆွဲပြရတယ် Champion League Final 3ချိန် Final တက်တယ် Europa League တစ်ချိန်တက်တယ် countless ဒါကျွန်တော်တို့ Europa ကျော်လက်ရှိမှာ Premier League မှာ Manchester City ကို pressure ပေးနိုင်တယ်အဲ့ဒီ montage တွေကျွန်တော်ခင်ဗျားတို့လေး animation လေးနဲ့ကျွန်တော် video လေးလုပ်ပြခြင်းတယ်ဒီလား အဲ့တော့ကျွန်တော်ပဲအားမရတာနေမှာပါဗျာပြိတ္တတွေကတော့သူ့ဘာသူဒါဟိုစိတ်ထဲမှာပြင်းပြင်းနေမှာပေါ့နော်ဒါခုနကပြောပြီကျွန်တော်ကခုနကပြောဆိုအားမရဘာလို့ဆိုတော့မနေ့ကကြည်နေရင်ねယူကာဆယ်ယူနိုက်တက်အတွက်အင်မတန်မှဂုံယူရတယ်ဒါပေမဲ့လစ်ပူးဘူးအတွက်ကြည်နေရင်ねမစိခင်နေဖလားနှလုံးပါဗျာဆုံရှုံသွားခဲ့ရတယ်နီးပြကြောင်လည်းမဟုတ်ကစားသမားတွေကြောင်လည်းမဟုတ်ဘူးသုံးရက်ဘာလို့သုံးရက်တပွဲဆော့နေကစားသမားတွေနဲ့ဒါအကုန်ပဲ This is the end man ဟမ် တချို့ကြတော့ဟာပရီးမီးယားပရီးမီးယားလိကိုတော့ဆွလုံးရဖို့လက်ရှိမှာခြေနေမရှိဘူးဆိုတော့တပတ်တပွဲပဲဆော်ရမှာသူနေတာ AAC နားပြီးကန်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 သူသွားဖို့ပဲရှိတော့ AC ပဲအပရီးမီးယားလိဖလားသူအိတ်ထဲတပတ်ချေရိုက်တက်တက်ရမယ်ဖလားတခုလို့ပြောလို့ရတယ်မှာပါတယ်ဒါပေမဲ့ခင်ဗျစဉ်းစားကြည့်တက်တင်တက်နေဒါပဲဒါကျွန်တော်ကသေးရနာပါဗျာတချို့လူတွေကျွန်တော်ဆဲအောင်မှာခင်ဗျာဒါပဲပြောတတ်တာကျွန်တော်ကပြောတော့မနိုင်မှကျွန်တော်ကသေးရပါဆို ကျွန်တော်ဘောမှာလေဟိုအကယ်ရစ်ဆိုတဲ့ပုံစံမျိုးကျွန်တော်နောင်နာခဏခဏရခဲ့ကျွန်တော်ဘောမှာခဏခဏရခဲ့တဲ့ moment တွေရှိတယ်။အဲ့ဒီတဲမှာဘောသူများအတွက်အဲ့လိုမျိုးအကယ်ရစ်ကိုခဏခဏနောင်ရရကျွန်တော်လီဗာပူးသသေးမဲ့ရှိမယ်လို့မြင်တယ်။ဖယားစုလီဗာပူးသသေးမဲ့ရှိမယ်လို့မြင်တယ်။ဟာဒီလိုလောပါ ဘောလုံးပွဲတွေကိုကြည့်ရှုနေတယ်ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4U တို့မှာကျင်းလို့စပောင်းအကူညီလို့ရပါတယ်။ MI လည်း clip ဖို့မမေ့ကြပါနဲ့ဘူး။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းမျိုးမျိုးတော့ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အပီလို့ရအောင်။များများလေးလည်း clip ဖို့မမေ့ကြပါနဲ့ဘူး။များများ clip မှာမြင်မြင်နိုင်မှာဖြစ်ပါတယ်။အားလုံးမကျူးတူပါနဲ့။ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေ။ဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်ကိုတောင်းကြည့်ပါဗျာ။အားလုံးမကျူးတူပါနဲ့။ဒီပါဗျာ။